မင်္ဂလာပါရှင်ကိုစီတင်းတစီမြို့တော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာနောင်ယိုးစင်းရဲ့အယူသူတော်နဲ့မူချိုးပြေကောင်ကနန်လောကသားများဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ဒီရက်ကစံပြလာတယ်ဝီရောရွာလေးရဲ့အဆုံးမှာကြီးမားကျယ်ပြန့်လွန်းတဲ့ဇေဒီတစုနဲ့ထထောတစ်ခုရှိပြီးအဲ့ဒီနေရာနဲ့တိတ်မလန်းတဲ့နေရာမှာဇေဒီငုတ်တူကြီးတစ်ခုရှိတယ်ဒီဇေဒီကိုဒိုင်ကပေါင်းများစွာဇေဒီအဖြစ်ရောက်ရှိစေဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြဘူးတယ်။ဒါပေမဲ့ဘလို့ပဲကြိုးစားပါစေထီတော့တင်မဲ့အချိန်ဆိုရင်အမြဲလွန်လို့မူးကြိုးခပြီးပြန်လဲပြူပြက်ရပြီးတော့စီရီငုတ်တူဖြစ်ရပြန်တယ်။ဒီလိုဖြစ်တာနှစ်ကြိမ်သုံးကြိမ်ထက်မနည်းတော့နောက်နောက်လူတွေကဒီစီရီငုတ်တူကြီးကိုပြန်လဲမွမ်းမံဖို့ရမကြိုးစားရတော့ဒီလိုနဲ့ပဲစီရီငုတ်တူကြီးနဲ့အဲ့ဒီနေရာတဝိုက်ကိုမူးကြိုးပြစ်ကုန်းလို့သမုတ်ခဲကြပြီးပြစ်ထားခဲ့ကြတယ်။ဒီလိုပြစ်ထားပြီးတဲ့နောက်မှာတော့ထုံးစံအတိုင်းပဲဟုတ်တာမဟုတ်တာတားထား အဲ့ဒီနေရာတဲ6တဲ36တဲဆိုတဲ့နေရာဖြစ်တရင်ကလည်းကြီးနာတော့တယ်ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါမှာတော့စီရီငုတ်တူကြီးနေရာလူသွားလူလာမရှိတဲ့လောက်ကျဲပါလွန်လာတဲ့အတွက်တဖြည်းဖြည်းနဲ့တောချုံတွေတိတ်သီးထူထပ်လာတော့တယ်မနဲ့စောစောအချိန်တခုငွေရွှန်းရွှာဥတာမောင်ရဲ့သားငကြွတ်တယောက်မူချိုးပြေကုန်းဘက်ကိုအိမ်ကနွားလေးကောင်ဆွဲပြီးနွားချောင်းထွက်ခဲ့တယ်မူချိုးပြေကုန်းကစီရီငုတ်တူကြီးနေရာတဲ6တဲဆိုပြီးနမဲကြီးနာလို့ တော်ရုံလူအနေနဲ့နွားချောင်းကျွေးချောင်းမသွားရဲဘူး။ငကြွကတော့အရင်ကမသွားပြပေမယ့်ဒီရက်တွေထဲမှာတော့တရဲ၆လုံးနဲ့ဆိုတဲ့မိုးကျိုးပြေကုန်းဘက်ကိုလောင်းကြီးထပ်ထားတဲ့အတွက်နွားချောင်းထွက်လာနေတာ။ဒီနေ့ရောဆိုရင်၃ရက်ရှိပြီ။မိုးကျိုးပြေကုန်းမှာနွားချောင်းဖို့တငယ်ချင်းငအောလူကောင်တွေနဲ့သူငွေ20ကျင်းနောင်ကြီးထပ်ထားတယ်။လောင်ကြီးရာသူဟာမူချိုးပြေကုန်းမှာတပတ်တည်းတည်းနွားချောင်းရမယ်။တပတ်ပြည့်တဲ့အထိအဲ့ဒီမှာနွားချောင်းနိုင်ရင်သူနိုင်ပြီ။သူနိုင်တာနဲ့ငအောလူစီရန်တွေ လောင်ကြီးငွေပြင်ဆရာကြီးတို့ပါခေါ်တာကိုခံရမယ်။သူလည်းစိတ်ကြိုက်ကြောင်းဝါလို့ရပြီမယ်။ခုနေတော့မူချိုးပြစ်ကုံမှာငကြွက်နွားချောင်းနေခဲ့တာ၃ရက်။ဒီ၃ရက်အတွင်းထွေထူးတာဘာမှမဖြစ်ခဲ့ဘူး။ခုလည်းပဲငကြွက်မူချိုးပြစ်ကုံကိုရှောက်တာနဲ့အရှင်ဒီတွေရလို့ပဲနွားတွေကိုစကြက်ထဲလွှတ်လိုက်တယ်။လူကတော့အရှိကောင်းရမကြီးပင်အောက်မှာဝင်နေလိုက်တယ်။နေပူပူရက်တွေမှာမကြီးပင်ရှိတဲ့ကောင်းတဲ့ရိပ်စွာရှိမနေဘူးလေ။ပြီးတော့မကြီးသီးမဲ့ချင်းဖြစ်တဲ့အတွက်အရင်ကနေစားနေငရုတ်သီးစောင့်ယူနေတယ်။ မကြီးပင်ပေါ်တက်ပြီးလင်းငင်းခံရင်မကြီးသည်မင်းနဲ့စားငယ်ဦးသည်တို့စားရတဲ့ရသားဆိုတာတိတ်ကိုလိုက်ဖက်တာပဲပြီးရင်ငှက်ပြင့်ပဲငကြုတ်ကလေးဝါပြည့်ဖြောင်းနေတဲ့မှာပါတယ်ပြစ်ပြီးဆိုရင်လည်းမကြခဏငှက်ရတတ်တယ်မိုးကျိုးပြေကုန်မှာငှက်ပေါ်တယ်ဂျိုးတွေနဲ့ပေါ်တယ်အရှင်ရက်တွေကဂျိုးချိုသူရထားပြီးပြီရှားတဲ့ကောင်တွေကိုအိမ်ပြန်မယူပဲတခါလေမိဖုတ်စားတယ်ဒီနေ့လည်းနွားတွေစကြက်ကြတာနဲ့တစ်ဖက်ကတော်တန်းလေးတဲ့ကိုသူငှက်ပြည့်ထွက်မယ်ငှက်ရရင်ပြန်မယ် မွေးနှုတ်ဘာနှုတ်လှုပ်ပြီးတာနဲ့တိမ့်ထားပြီးနင်းလယ်မှာမိခင်စားပြစ်မယ်။ငှက်ပြစ်ပြီးသွားရင်တော့သူ့အနေနဲ့တစ်ဖက်ကကံမောင်စီသွားပြီးရှင်ဖူးမယ်လိမ့်စာလုံးမယ်။ငကြောက်ကသူ့လို့ရမာတွေကိုစီစဉ်ချနေတယ်။နွားတွေစကြက်ကြပြီးဆိုတာနဲ့စီစဉ်အတိုင်းငကြွက်ထွက်လာခဲ့တယ်။တော်ရန်နဲ့တိတ်မလဲလိုက်ရအောင်ညောင်သီးစားနေတဲ့ငူစိမ့်တကောင်ပြစ်ခိုက်ရတယ်။ငူဆိုတာကျိုးနဲ့တူတဲ့ငှက်သွေးရောင်ကအစိမ့်ရောင်ရှိတယ်။ညောင်သီးကိုပဲအဓိကစားတယ်။ညောင်ပင်ကနေငူတကောင်ရပြီဆိုတော့ နောက်ထပ်လာနိုင်သေးတဲ့အတွက်ခဏစောင့်ပြစ်တာနောက်ထပ်တကောင်ရပြန်တယ်။နှစ်ကောင်ရပြီဆိုတော့တော်ပြီ။ငူးနှစ်ကောင်တကောင်စီအမွှေးနှုတ်ရင်းမကြီးပင်စီကိုပြန်လာခဲ့တယ်။သူ့အစီစဉ်အတိုင်းရှုံခူးတယ်၊လောက်စာလုံးတယ်။အလုံးတရာလောက်လုံးပြီးတော့မကြီးပင်ရဲ့ပြင်ပန်းနားမှာပဲနေလန့်ထားတယ်။စီစဉ်ရာကိစ္စတွေပြီးပြီဆိုတော့ငကြွက်နေနဲ့မကြီးပင်ပေါ်တက်ပြီးအိပ်စက်ဖို့ပဲရှိတော့တယ်။မိခင်စကြက်ထင်းရနွားတွေကိုတပတ်လှည့်လို့စစ်ဆေးတယ်။နွားအလုံးစုံလင်မှုရှိတော့မကြီးပင်စီပြန်လာပြီးပင်ပေါ်တက်ပြီးတော့မိဆက်တော့တယ်။ နားရည်စူညာတဲ့တန်တွေကြောင့်ငကြွယ်အိမ်ရာဖြက်ခနေနိုးလာတယ်။မျက်လုံးပွင့်ပွင့်ချင်းတန်ချားရလှန့်ကြည့်မိတယ်။သူရှိနေရဲ့မကြည့်ပင်နဲ့တစ်ဖက်ချမ်းထထောနာကနေတန်ဒီထွက်ပေါ်နေတာ။တေချာနားထောင်ကြည့်တော့စပွဲတွေရလို့စိုင်းတန်ပုံတန်တွေငကြွယ်စိတ်ဝင်စားသွားတယ်။သွားကြည့်ဖို့ဆုံးဖြတ်ပြီးအောက်ကိုဆင်းနေ။အောက်ရောက်တော့အတန်ချားရကိုလှမ်းမိတယ်။ခြေလန်းတွေမပြတ်လှမ်းနေရင်ကောင်းကင်ကမှုန်မှိုင်းမှိုင်းဖြစ်နေတာငကြွယ်သတိထားမိတယ်။အခုမှနေခင်းရှိသေးတယ်။တမနယ်လုံးကြက်ကြက်တူအောင်ပူနေတဲ့နေလုံးဟာ ဘယ်စီရောက်နေရမသိတန်တွင်နဲ့နီးရောင်ကကြွေရောက်လာတယ်ခင်တန်းတစ်ခုဖြတ်ပြီးတဲ့နောက်ခြုံတစ်ခုအကွယ်ကနေချောင်းကြည့်တဲ့ချိန်တန်နေမကမြင်ကွင်းတွေဘာတွေ့ရတယ်နေကင်းမတ်ကြီးဒီနေရာစီကိုဘယ်ချိန်နဲ့ရောက်နေမှမသိတဲ့ဇက်ပွဲတစ်ခုစင်မြင့်နဲ့ဇက်နှစ်ဖူးစီတို့ဘာတို့အာလုံးခန်းခန်းနာနာရှိနှုံးနေထူးဆန်းလာတော့အဲ့ဒီဇက်စင်ကြီးစီကတိမုတ်တန်းနေပဲထွက်နေတယ်လူသူရဲလို့တယောက်မှမတွေ့ဘူးဇက်စင်အောက်မှာလဲလူလုံးဝမရှိတယ်လို့ဇက်စင်ပေါ်မှာလဲ လူသူလေးပါတယောက်မှရှိမနေတာအံဩစရာကောင်းတယ်။ဘိုင်းလဲကွာထူးတော့ထူးဆန်းတယ်။ငကြွက်ရေရွရင်စိတ်ထဲတောက်တလူလူလန့်တလူလူပြင့်လာလို့နောက်ကပြန်လဲဖို့ဆုံးဖြတ်လိုက်တယ်။ဟင်ငါငါချက်တော့တွေ့ထူးဆန်းလွန်းစွာနဲ့ချက်တော့တွေ့ရင်လှုပ်ရှားမရဘူး။ငကြွက်ရေရွရင်အလုံးမင်းထိတ်နှံသွားတယ်။အဖြစ်တနည်းကို သူ့သဘောပေါက်နားလည်လိုက်ပြီ။ဒါသူ့တရေချောင်းနေရပဲ။ငကြွက်တယောက်ကြောင်လုံးလုံးဇောချွေးပြန်လာတယ်။စိတ်ထင်းရလေဖျားကြင်ကြင်တမိပြီ။ နောက်စီကနေတစုံတစ်ယောက်ကငကြွက်ရဲ့ပခုံးလာပုတ်တယ်။ငကြွက်ဆက်ကနေတုံသွားပြီး ကြောက်ရွံ့လို့ပဲတကူလုံးအကြောချင်းတွေတောင့်တင်းသွားတယ်။ဘဘသူနဲ့တိတ်တရဲမို့လားငါ့ကိုမလုပ်ပါနဲ့တော့။တုံရင်နေတဲ့တန်နေငကြွက်ပြောတယ်။ဒီကံသူ့နောက်ကညီနေကိုတော့တင်းရင်လည်းမဟုတ်တယ်လို့အနည်းပေးမဲ့သူနဲ့မဟုတ်ပါဘူး။မင်းကိုမေးစရာလေးရှိလို့ဒီဘက်ကိုလှည့်ပါအောင်ကွာ။အတန်းချိုးရှာရှာခမည်းတော်တရဲမဟုတ်ဘူးဆိုတာသိကြလား။တကယ်ပါကွာ။မင်းမယုံရင်လှည့်ကြည့်နေ။ ငကြွယ်စိတ်ကိုတင်းပြီးလှဲ့ကြည့်တယ်။သူ့နောက်မှာရက်နေတဲ့လူနှစ်ယောက်ကိုမြင်တော့ငကြွယ်ရင်နဲ့လုံးကြီးကြပြီးစိတ်ကိုလည်းရှော့လိုက်ပြီးရှက်ကူရှက်ကန်ဖြစ်ရတယ်။အမှန်တော့လူစိမ်းနှစ်ယောက်ကမူလပြန်ထားတဲ့သူတော်နဲ့ဖိုးတောက်ကြတော့ငကြွက်သာမြင်နိုင်မယ်ဆိုရင်တော့ငပေးမှာတစီကူအောင်လည်းရှိနေသေးတာကိုသိနိုင်ပါခုတော့တာမန်သူတရမှုငကြွက်မမြင်နိုင်ဘူးခမရတို့ကလည်းဗျာတန်လေးပါလိမပေးဘူးငကြွက်ပြောတော့သူတော်နဲ့ဖိုးတောက်ကြရှိတယ်ညီနီးရဲ့ရှေ့ကိုတဲကြီးမဲကြီးကြည့်နေတာဟုတ် ဒါကြောင့်မင်းလန့်သွားမှစိုးတာနဲ့ခုနလောက်တာပူလန့်နေပြန်ငကူရဲဟိုမှာဘရန်ရောက်လာမှမသိရဲ့ဇက်ပွဲမြင်နေရပါလေဆိုမှဇက်ပွဲဟုတ်လားဘေးမတော်ပျောက်သွားပြီပြန်ခုနဟိုးနေရမှာကြောက်တွေ့နေရတာသူတော်တို့လှမ်းကြည့်တယ်ဩပနူရင်းရှိနေရပဲနောက်ကယောဂီဝင်သူတော်ကပြောလိုက်တယ်ပနူရင်းဆိုတာဘာလဲဆရာသူတော်ဘုတော့ကြမီးတော့နောက်ကလူကတရံလေးပေါ်အောင်ပြုံးပြီးပနူရင်းဆိုတာဘယ်လိုပြောရမလဲဆရာသူတော်ပြောခြင်းစလို့ပြော ပလူဆိုတာမြောက်မှာပလူတွေလိုပဲအစုံလိုက်ပြုံလိုက်နေတဲ့ပုံသားတွေကိုတီးကြတုံနှုံတာပါတောက်ကြရဲ့ပြောရရင်တော့ကျင်းရောင်နဲ့ကြက်တစီတွေစိုးပါတော့ဩဖိုးတောက်ကြအော်တလုံးမဲမှတ်ချက်ချပြီမေငကြွက်ကတော့တုံရင်သွားပြီဒါဒါဖြင့်ကျုပ်ခုနာတွေ့တာကြက်တွေပေါ့နော်စိုးပါတော့သူတို့အဖြေဆုံးငကြွက်ဘာမှမပြောတော့ဘဲနေရာလှည့်ထွက်တယ်ဟာညီနေမိဘယ်တော့ကျုပ်ဆက်ပြီးမနေရတော့ဗျကျုပ်ပြန်တော့မေဟာနေပါဦး မနေရတော့ဗျာပြောပြီးတော့ဆက်ထွက်သွားတဲ့ငကြွက်ကိုဖုတ်တောက်ကြကမန်ကရန်လိုက်ဆွေးရတယ်သူတို့နှစ်ယောက်ကြည်တင်ဖြစ်နေတော့သူတို့နားကိုရောက်လာပြီသူမနေရတော့ဆက်မတားပါနဲ့တောက်ကြရဲ့မေးစရာရှိရင်မေးပြီးကောင်းလေးပြန်ပါစေသူတို့စကားအစုံဖုတ်တောက်ကြလက်ထင်းရနေငကြွက်ဖြက်ခနေရှုံနေဖုတ်တောက်ကြဆက်ဖြီးဖြီးမျက်နှာနဲ့ငကြွက်ကိုကြည်ရင်စိတ်လျှော့ပါညီနေရမလျှော့ဘူးဗျာခမရောက်ဗာမေးပါလေမေးစရာရှိရင်မြင်မြန်မေးဩအေးဟိုကမူကျုပ်ပြေကောင်ကဘယ်နားမှလဲ ီနေမြန်သိမလားဝူချုပ်ပြေကုံဆိုတာဒီနေရာပဲဟုတ်လားဟုတ်တယ်ငကြွယ်ဆောင်းအောင်ပြောပြီးဖုတောက်ကြောင်ဘူးကြည့်ကြည့်ပြီးထွက်သွားတယ်ငကြွယ်နဲ့ဖုတောက်ကြောင်တို့ဖြည့်ပြက်ကိုကြည့်ပြီးတစေကြီးကတဟားဟားရှိတယ်ဟေးလူကြီးမနေနဲ့ဗျရှည်ရလို့ပါကွာပြောစမ်းပါဘယ်မှာရှိစရာပါလို့လဲပါတာဖို့ဖုတောက်ကြောင်ရမင်းလုံဘုံမင်းကြည့်နေညနေကျူတလောက်တွေးထားတာဟိုကမင်းကိုစားတော့ဝါတော့မလို့ကြည့်သွားတာတော်သေးရဲ့ခင်းနေပါထုမသွားလို့ဩခမရတားဟိုရှိတယ်ပေါ့ရှိတယ်ရှိတယ် အေးဒီနောက်တောင်ရှင်နိုရင်လဲရှင်နေခမရရှိတာနေဘောကတုတ်ကိုခဲနဲ့ထုမသွားပြီမေတုတ်ကတော့ခမရကိုခဲနဲ့လိုက်ထုမှာဖိုးတောက်ကြပြောပြောဆိုဆိုပစုံချစ်ခါကဲတခုကိုပြေးောက်တယ်တစည်းကုံကလည်းရှက်မနေဘူးဖိုးတောက်ကြပြေးောက်တယ်ချစ်စာကဲကိုပြေးကန်ထုတ်ပြီးလောင်ပြောင်လို့ရေးပြန်တယ်ဟာဒီနူကြီးဖိုးတောက်ကြလက်သီးဆုပ်ပြီးတစည်းကိုလိုက်ထိုးတယ်တစည်းကဖိုးတောက်ကြကိုစနောင်ရင်ထွက်ပြေးတော့တယ်သူတော့တစည်းနဲ့ဖိုးတောက်ကြတို့တစ်ချက်ကြည့်ပြီးဘာမှမပြောဘဲဝချိုးပြေကောင်အတွင်းကိုဝင်ခဲ့တယ် ဒီနေရာသူတို့ပင့်ဆောင်ထားတဲ့ဖျားငါးစုကိန်းဝင်ရမယ့်နေရာဖြစ်တယ်။လက်ရှိမှာတော့ဒီနေရာကိုသူတို့ရောက်ရှိပြီးဖျားငါးစုကိန်းဝင်မယ့်စေးရီတော်ပြန်လည်မွမ်းမံဖို့စတင်ရမယ်။တွင်မန်းကိုရောက်တော့ခြုံတွေပိတ်ပေါင်းတွေအုံလွမ်းထူထပ်နေတဲ့တချမ်းပြူနေတဲ့စေးရီငုတ်တို့တွေ့ရတယ်။သူတို့ရောက်လာလို့လားမသိစေးရီငုတ်တို့ဘက်မှာပြေးနွားစော့နေတဲ့မင်းစာလေးနှစ်ကောင်အောက်ကအတော်ကမျိုးပြေးစင်းပြီးအုတ်ကျိုးအုပ်ပင်ရီချာလက်ခနဲ့ပြေးဝင်တော့တယ်။တအားကြည့်ပြီးသူတို့အသားအရပြုံးမိတယ်။ မကြခင်စတင်ရတော့မယ်အလုပ်တွေအတွက်ကိုပဝင်းကျင်ကိုလိုက်ကြည့်ရင်ခေါင်းထဲမှာအစီအစဉ်တွေချမှတ်တွေးတော့တယ်သူတော့နင်းကိုယ်တိုင်ချွေးနဲ့ပိစက်ဒီကိစ္စကိုအများသူငါကြားထဲမှာမှာနင်းကိုတမင်ရွေးပြီးစိတ်ခိုင်းနေဆိုတာအထက်ကဘိုးဆရာတွေကနင်းကိုအပြစ်ဒဏ်လုကင်းစေချင်လို့ပဲနားလေလားဘိုးစာတီးရဲ့စကားအတန်ကိုသူတော့နားထဲမှာပြန်ကြားမိတယ်အရှင်ဦးဆုံးနေရထိုင်ခဲ့တဲ့အတွက်သူတော့ရှာဖွေတော့မကြီးပင်အောက်ကနေရလက်ပြီးသဘောကျမိပြီအဲ့ဒီမှာပဲနေထိုင်မှုဆုံးဖြတ်မိတယ် သူတို့နေရာရှိနေတော့ဖိုးတောက်ကြံနဲ့တစိရင်တို့ရောက်လာတယ်။ဖိုးတောက်ကြံမျက်နှာသုံးမှုပ်ပြီးစကားတခုမဆိုပဲသူတို့လောက်ကင်တောင်လာရောက်လောက်ကူတယ်။တစိကြီးကောင်ကနောက်ကရောက်လာတယ်။ခလန့်လန့်မှငုတ်တုတ်ကြီးဝင်းထိုင်နေတယ်။ရံပြင့်လာကြပြန်ပြီလား။တယောက်မှပြန်မပြောသူတို့လည်းတစိကြီးကိုလှမ်းကြည့်တယ်။တစိကြီးဒီကောင်တခွင်ကိုလှည့်ပြီးနန်လောကသားတွေကိုတရားဖျားကိုပြန်လဲမွန်းမမဲအကြောင်းလိုက်ပြောရင်ကုညီနိုးတဲ့သူကလာပြီးကုညီနိုးရတယ်။မကုညီနိုးသူကိုလည်းမနောက်ရှက်ဖို့ပြောခဲ့ပေးပါ။ နဲ့ပြန်မနဲ့အာယုံမှာလုတ်တွေစလုံမင်းလို့ပြောခဲ့ပါဟုတ်ကဲ့ဆရာသူတော်တစေကြီးကိုထွက်သွားတယ်သူတော်လေးဖိုးတောက်ကြနေတူသူတို့နေထိုင်မဲ့နေရာလေးမှာနေရာထိုင်ခင်းဆက်နှုတ်ရင်းနေရစ်ခဲ့တယ်နောက်နေ့မနဲ့ဝင်းလီဝင်းလင်းချိန်မှာသူတော်တို့ဖျားငုတ်တူကြီးနဲ့နဘေးပဝင်းချင်းကိုတန်ရှင်းရေးတွေစတင်လှုပ်ဆောင်ကြတယ်ခြုံထဲပိတ်ပေါင်းတွေကိုအရင်ဆုံးခုတ်ထွင်ရှင်းလင်းတယ်တလုံးလောက်လှုပ်ပြီးရဲ့ချိန်မောကြပြီမို့ခဏထိုင်နေတယ်တစေကြီးမနေ့တော်ဆရာသူတော်ပြောခိုင်းတာကိုခင်ဗျသိကြပြောခဲ့ရင်လား ပြောခဲ့တာပေါ့ဖူးတောက်ကြရငါတော့ထင်မှတ်ထားမိဘူးဒီကောင်ကြီးမှငါလိုပဲနန်လောကသားပဲတော်များတယ်သူတို့ကပြောတယ်ဒီလိုနေ့ရက်မျိုးကူညီဖို့အတွက်အနေနဲ့ရရက်ကရောက်လာတာတဲ့ခမရကသာပြောတာခုထီနဲ့တယောက်မှရောက်မလာဘူးဖူးတောက်ကြပြောတော့တစိညာသူကောင်ကကျို့လို့ကျဲတဲ့စပင်းတွေကိုလက်ထည့်ပြီးကုတ်လိုက်မိတယ်တရခိုင်မှာပဲဇီဒီငုတ်တုံရဲ့ပြည့်စင်အထက်ကနေမနေ့တော့သူတို့တွေ့ခဲ့တဲ့မင်းစားနှစ်ကောင်ကွီကွီကွားကွားအတန်ပေးရင်စင်းလာတယ်သူတို့ကမင်းစားလေးတွေကိုကြည့်ပြီး ခက်ဖွားဖွားပြုံးနေသူရုပ်ဖြစ်နေဆိုအလုံးမှွေလုံးနဲ့သူတော်ကခုလိုကြပြန်တော့ရေနဲ့စီလိုကွာချနေတဲ့ပြန်ရောမင်းစာလေးတွေကသူတို့စီကိုအတန်ဆူးဆူးလေးတွေနဲ့နှစ်ခွန်းသုံးခွန်းလှမ်းអော်ပြီးညပင်းကချုံမင်းတွေကိုဆွဲချိုးဆွဲလဲတယ်ဟောဟိုမှာလာကူနေကြပြီသူတို့နှစ်ယောက်နဲ့တော့လောက်ကဖြစ်နေပါဦးမယ်ဗျာဘုတော်ကြာစကားဆုံးယုံရှိသည်သူတို့ရှိတဲ့နေရာတစ်ဖက်ချမ်းကနေခြေတံတွေအများပြားကြားလိုက်ရတယ်ခြေတံတွေနီးကပ်လာတဲ့အချိန်ကောင်းထဲတွေမြင်ရပြီဟာ မနေမနှောပါလားဘူတောက်ကြတန်တော်ရေရွမိတယ်သူရေရွတယ်လို့ပဲတပတ်ကရောက်လာတဲ့နန်လောကသားတွေကရှားကနန်းကြော်တဲ့အထိရှိနေတယ်တစီဓာတ်ကိုကြည့်ပြီးပြုံပြုံကြီးရှိနေတော့တယ်ကျွန်ုပ်တို့ကူညီဖို့ရောက်လာပါပြီဥဆောင်လာပုံရှားတဲ့နန်လောကသားတယောက်ကသူတော်တို့ကိုလှမ်းပြောတယ်သူတော်ကောင်းငိမ့်ပြီးချုံနဲ့ပိတ်ပေါင်းတွေရှင်းကျင်ပါတယ်မိတ်ဆွေကောင်းပါပြီကျွန်ုပ်တို့ကူညီပါမယ်နန်လောကသားတွေကချုံတွေပိတ်ပေါင်းတွေကြောင်းဝရုံတောင်ကဝင်ရောက်ပြီး ဆွဲပဲချိုးပြန့်လို့ရှင်းကြတော့တယ်အချင်းကမနဲ့အာယုံချင်းသာရှိသေးတယ်နေရာမထွက်သေးဘူးသူတော်တို့နန်လောကသားရီနဲ့အတူတူနောက်ထပ်တနောရှင်းလင်းလှုပ်ဆောင်ကြတယ်မနဲ့နေထွက်လာချိန်မှာနန်လောကသားရီသူတော်တို့ကိုနှုတ်ဆက်ပြီးပြန်သွားကြပြီစီရီငုတ်တူဝင်းချင်းမှာတော့ရှင်းလင်းခဲ့ပြီးမင်းစားနှကောင်ကလည်းသူတော်တို့ကိုနှုတ်ဆက်ပြီးအုတ်ကျိုးအပြက်တွေချဝင်ရောက်သွားတော့တယ်အဲဒီနောက်နေမရင်ခင်မှာသူတော်နဲ့ဖူးတောက်ကြတော့အုတ်ကျိုးတွေချာကနေ ကောင်းတို့ရရဥခဲတွေကိုပြန်ရွေးထုတ်တယ်။နေရင်လာတော့သူတို့နားခုကိုလှုပ်ထားရင်မကြီးပင်ရိတ်မှပြန်လာခဲ့တယ်။ဆရာသူတို့ကြည်နူးဆရာကြီးပြန်တော့အေးဟုတ်တယ်။သူတို့ကကျွတ်လို့ချင်တော့တကူးတကောက်ပဲဒီကိုအရောက်လာပြီးလာဆောင်နေကြတာ။တပတ်တော့ဆရာစကားတန်တွေကိုသူတော်တို့ကြားမိတယ်။စောင့်ကြည့်နေတော့မကြဘူး။မနေ့တော့ထွက်ပြေးသွားတဲ့ငကြွနဲ့တငယ်ချင်းတစုရောက်လာတယ်။သူတို့လက်ထဲမှာလေးခွာရီအသင်ကင်ထားတာသူတော်တို့မြင်မိတယ်။ အနားကိုလှမ်းခေါ်ဖို့ဟိုတောက်ကြောင်သူတော်ပြောလိုက်တယ်။ဟေးလာကြကွာမင်းတို့တွေကြောက်စရာမရှိဘူး။ကြက်တွေရှိရဲ့ဗျ။မရှိပါဘူး။လာကြစမ်းပါ။ငကြွတ်ကြိုကလေးတစ်တိုက်တွန်းဆုပ်တွန်းဆုပ်နဲ့ရောက်လာတယ်။မင်းတို့ဘာလာလို့တာတော့ကွာ။ဟိုတောက်ကြောင်မိတော်ငကြွတ်ကမနေ့ကကြက်ကို၆လန်းခဲ့တဲ့ကြက်တွေကိုမကြည်နဲ့လူရောက်လာတာ။ဒါရီကစစ်ကူတွေခေါ်ခဲ့တာပေါ့။သူတော်ငကြွတ်နောက်ကကလေးတစ်တိုက်ကိုကြည်ရင်မိတယ်။ထဲကကလေးတစ်ယောက်ကဟုတ်တယ်။ကြက်တွေကလူကိုသေစေနိုင်အောင်မ၆လန်းပါဘူးကွာ။ ။"အိုး၊ချောက်ချမချောက်ချ၊ကြောက်စရာကောင်းနေဗျ။တွန်းလက်ချက်ချာရဲ့ကလေးတယောက်ကပြောတယ်။တကယ်ကအချားတယောက်ကစီရီငုတ်တူပတ်ဝန်းကျင်ကရှင်းလင်းနေရဲ့မြင်ကွင်းကိုမြင်ပြီးတော့"ဟာ၊ဟေ့ကောင်လေး၊ဟိုမှာရှင်းလင်းနေရပဲကွ"အေး၊ဟုတ်သားပဲ။ကလေးတွေအကုန်လုံးစီရီငုတ်တူဘက်ကိုကြည့်ပြီးအန်အိုးပန်းနဲ့မချက်မြူးမြူးပြုတ်ကြတယ်။ဒါတွေအားလုံးကိုခမယောက်နေအောင်ရှင်းထားလား။သူတို့ခေါင်းငိမ့်ပြတယ်တော်လုံးနိုင်တာပဲဗျခင်ဗျားတို့ကဒီရထပ်ပနာကိုဖောက်မဲ့သူတွေတော့မဟုတ်ပါဘူးနော် ငကြွရဲ့ချီးကျူးမှုအစုံကလေးတယောက်ကထမပြီးတော့သူတော်ပြုံးလိုက်ပြီးမဟုတ်ပါဘူးကွာငါတို့ကဖះအောင်မွမ်းမံပြီးတော့ပြန်တီမှာဟာဒါဆိုရင်တော့ခမရောက်ဒုက္ခရောက်တော့မှာပဲဘာလို့တော့ဘုတ်တောက်ကြမေးတော့ငကြွက်ကဒီဖះငုတ်တူရပြုတ်ပြင်းလို့မရဘူးဗျပြုတ်ပြင်းလိုက်တိုင်းထီးတင်ကန်ဒီကြိုင်မိုးကြိုးပြစ်ချလို့ပြန်ပြိုကျသွားတာဟုတ်တယ်ဗျခုလည်းပဲခမရောက်ပြင်းစင်မိုးကြိုးထပ်ပြစ်နိုင်မယ်ကလေးတန်းရဲ့အပြောမှာသူတော်နှစ်နှစ်ကာကပြုံးလိုက်တယ်ဒီတစ်ခါတော့မပြစ်တော့ပါဘူးကွာ အကူကဘာတွေများလှုပ်ထားလို့တော့ဘာမှမလှုပ်ပါဘူးဒီဖះအစအထီတော်တင်လို့မရတဲ့ဒီဖြစ်ခဲ့တယ်ဆိုတာရသေးကြီးတပားရဲ့တစ္ဆာပြုတ်ထားမှုကြောင့်ကွာအခုအဲ့ဒီရသေးကြီးကပြန်ရောက်လာပြီဒီတော့သူပြုတ်ထားတဲ့တစ္ဆာတရားအတိုင်းဖြစ်လာတော့မှာပါအော်မင်းတို့လည်းကုသိုလ်လုပ်ခြင်းလာကူညီလို့ရှာတယ်နော်ကလေးတို့လာတော့မကူညီရဘူးခုတော့ရွာကနေခိုးထွက်လာရတာကျုပ်တို့မိဘတွေကဒီနေရာကိုမလာစေဘူးဗျအင်းမနောက်တော်လာကူပေါ့သူတို့နဲ့စကားပြောပြီးတဲ့နောက် ခနေ့တစ်တိုင်ပြန်သွားကြတယ်။နေ့နေပဲရောက်တော့သူတို့မကြီးပင်အောက်မှာပဲတမထထိုင်နေတယ်။ဖိုးတောက်ကြာလည်းသူတို့နီးတူလိုက်ထိုင်နေ။ဒါပေမဲ့ကြာကြာမထိုင်နိုင်ဘူး။နိုင်ရင်နေငယ်ကြာမှာညောင်းညာလာလို့တမထဖြုတ်ပြီးထိုင်နေမိတယ်။တစီရနားမှရှိမနေဘူး။သူ့အတွက်ဖိုးပေါင်းများစွာရှိနေတဲ့အတွက်အလဲထွက်သွားရင်လို့ယူဆရတယ်။ဖိုးတောက်ကြာလည်းဘာရင်မဟုတ်ထိုင်နေရင်သူတို့ကိုကြည့်မိတယ်။သူတို့ကသူယူပြင်းနေဆိုရင်တကယ်ကိုထင်ရကိုရခက်ခဲပြီမေ။ခုလိုမူလပြောင်းနေချိန်မှာတော့ ဒီနေ့တိတ်ခံအလွန်ရှင်းတန်လွန်းနေဒီလိုရှိနေတာကိုဖို့တောက်ကြသဘောကျမိတယ်အားလဲကျမိတယ်ဒါပေမဲ့ခုလိုပြင်းစရာကောင်းတဲ့နေ့လေခင်မျိုးဆိုရင်တော့ဖို့တောက်ကြသူတော့ကိုသူယူဖြစ်နေရှိနေစေချင်မိတယ်သူတော့သာသူယူဖြစ်နေရှိနေစကားစမီပြောရင်စာရင်းနောက်ရင်းနဲ့ချိန်တွေကုန်လို့ရတယ်မို့လားဘာရင်မဟုတ်တပြင်းတစ်ချက်ချမိတယ်ဇေဒီငုတ်တူပဲအမှတ်တမဲ့ကြည့်မိတယ်ဒီခါသူ့မြင်ကွင်းနေရုတ်တရက်ဝေဝါးသွားပြီးအရေးအယံချူမြင်ရောက်လာမိတော့တယ် ယသိတပတဝက်တပြည့်ရုံလုံးပေါ်နေပြီဖြစ်တဲ့စီရီစီမှာပုတ်တွေကိုသူကိုယ်တိုင်စီရင်မှန်ရင်လောက်ကင်နေတယ်။ဖိုးတောက်ကြတင်မြင်ခွင်းကိုဘာကြောင့်မှမသိအသက်ရှူဖို့တော့တတိမရပဲငေးကြည့်နေမိတယ်။ခဏကြာတော့တင်မြင်ခွင်းနေရဖိုးတောက်ကြအမြင်ကနေကွဲပြောက်ပြီးစီရီငုတ်တူပဲပြန်မြင်လိုက်ရတယ်။အဲ့ဒါမင်းရဲ့အတိတ်ဘဝယသိကြီးနေတောက်ကြဘယ်ချိန်နဲ့တမထဖြုတ်ပြီးထိုင်နေမှမသိတဲ့သူတော်ရဲ့စကားဖိုးတောက်ကြသူတော်ကိုအံ့ဩမဆုံးရနဲ့လှည့်ကြည့်ရင်ဒါဆို အဲ့ဒါကျုပ်ပေါ့သူတော်ကောင်းကိုตาရညိမ့်ပြတယ်ဖိုးတောက်ကြကြောက်ရွံ့ကြီးလို့ငောင်းပြီးတွေးတွေနဲ့ထိုင်နေမိတယ်ဒီခိုင်တစေကြီးကိုကသူတို့စီအပြေးတစ်ပိုင်းလာနေတာတွေ့ရတယ်တစေကြီးတော့ဘာဖြစ်လာတယ်မသိဘူးသူတော်ပြောနေတော့တစေကြီးကိုအမောတော်ကောင်နဲ့အနားကိုရောက်လာပြီးဆရာသူတော်ပြဿနာတစ်ခုရှိနေလို့ဘာများတော့တစေကြီးရကျုပ်ညနေဘက်ကဟိုသူတွေအလုတ်လာလုံးလားတွားမိတာအဲ့ဒါသူတို့ကညနေပဲဆိုရင်လာလို့မရဘူးတဲ့အင်းအဲ့ဒါနဲ့ပြဿနာဆိုတာ ပြဒနာတခြားမဟုတ်ဘူးသူတို့ကအလုပ်လာလုပ်ချင်တယ်ဒါပေမဲ့လုပ်လို့မရဘူးဖြစ်နေတာဘလို့တေချာရှင်းအောင်ပြောပါဦးမောမောနေလို့ပါဗျာခဏလေးတစ်စီကိုအနားဝင်ထိုင်နေတောင်းကြတော့မှဒီနိုဆရာသူတို့ကတရားသူတွေအားလုံးကညနေပိုင်းဆိုတာနဲ့ထန်တော်ဆက်ကတစ်စီမောင်မို့သွားပြီးခန်းစားရတယ်တဲ့ဆက်ပြောပါအဲ့လိုသွားခန်းစားရတာတော့ဒီအတိုင်းသွားလို့မရဘူးတဲ့စားစရာတောက်စရာတမျိုးအပယူသွားပေးရတယ်တဲ့ဩ သူတော်အော်တလုံးမဲ့မှတ်ချက်ပြုတော့တစည်းကိုအံအားတင်ပြီးဆရာသူတော်ကပေါ့ပြက်ပြန်တယ်။သူတို့ကိုမကူညီပေးတော့လား။သူတော်ပြောလိုက်တယ်။လောကမှာလူစည်းဘလူစည်းဆိုတာရှိတယ်တစည်းရဲ့။ခု तू ဟာသူစည်းတဲ့သူနေနေရမို့လား။သူ့ရဲ့နဲ့သူ့ဆက်လည်းဟန်ချက်ကြနေတာပဲ။ဒါကိုစီးကြော်ပြီးကျုပ်ကသွားလို့ဖို့ကြမတင်တော့ဘူးနေ။အိုးဆရာသူတော်ကလေ။ तू ကမတင်ရတိုင်းကိုလုံနေရလေဗျာ။သူတော်ခေါင်းငိတ်လိုက်တယ်။တစည်းပြောတာမှန်ပါလေ။ဒါပေမဲ့ခိနေတာမကော အတော်မခန်းသေးတဲ့သူတန်းရမတရားသမှုနေ့စဉ်ပြုနေတာပဲလေဘသူမစူကိစ္စသေးသေးကိစ္စကြီးကြီးသာကွာပါတယ်ပြီးတော့ကျုပ်တို့ဒီကိုရောက်လာတဲ့ဆိုတာဒီစီဒီကိုပြန်လဲမွမ်းမံမှုအရှင်ရအဓိကမှုလားဒါကြောင့်ကို့လောက်ကိုပဲအာယုံစိုက်ပါဆရာသူတော်ပြောတာပြီးနားမလည်ဘူးဗျာအင်းမော်လေးဆရာသမားပြောတာဆိုတော့လေအမှန်တရားဖြစ်မှာပါအမှန်တရားဆိုတာမျိုးကဘသူကပြောလို့ဘယ်ဝါကပြောလို့ဆိုတာမျိုးမှမူတီမနေဘူးတစ်စီရဲ့အမှန်တရားဆိုတာက အတမတ်တည်းရှိနေတဲ့အရာပဲမြင်သာမှပဲလက္ခဏာအကောင်းဆုံးပါတစေကြီးကဘာမှမပြောတော့မကြီးပင်အနောက်ကိုဝင်ပြီးခွေလို့ပဲအိတ်နေတော့တယ်ညနေပိုင်းကျတော့နေအေးတာနဲ့သူတော်တို့လည်းရှင်းလေးလုပ်ငန်းပြန်လေးလှုပ်ဆောင်နေတစေကြီးကပြောသလိုပဲနှလုံးကသားရီရှောက်မလာဘူးမင်းစာလေးတွေတော့ရှောက်လာတယ်ဒီတခါတော့နှစ်ကောင်နဲ့မဟုတ်ဘူးလေးကောင်ဖြစ်နေတယ်မင်းစာလေးတွေနဲ့သူတော်တို့ညနေတစ်ပြက်အတွက်တန်ရှင်းရေးလှုပ်ဆောင်ကြတယ်ညမိုးချုပ်မှတော့နားလိုက်ပြီးလှုပ်ရှားရှိရာလှုပ်တွေ့ ပုံမှန်အတိုင်းလှုပ်ဆောင်ရင်းတညတာဖြတ်တန်းပြီးတဲ့နောက်မှာတော့နောက်နေ့အတွက်မိုးတောက်အလင်းရောက်ခဲ့ပြန်တယ်။ဒီကံမှာတော့နန်လောကသားရိယပထမနေ့ရလိုပဲလှုပ်တွေလာရောက်ကူညီတယ်။နေထွက်လာတော့ပြန်သွားကြတယ်။သူတို့တို့လည်းနေမရင်ခင်အထိအလုံးလုံးကြပြီးနေရင်လာတော့မကြီးပင်အောင်မှနားကြတယ်။ဒီအချိန်မှာပဲရွာလူအုပ်ကြီးကသူတို့တို့စီကိုဒီဆိုင်မမဲ့ရောက်လာတယ်။ဖះကိုပြန်ပြီးမွမ်းမံမေးဆိုတာဒီမောင်တို့လားကွ။လူကြီးတယောက်ကသူတို့တို့ကိုမေးတယ်။သူတို့ခေါင်းငိတ်ပြီးဟုတ်ပါတယ်ဦးကြီး ကျုပ်တို့ပါပဲမင်းတို့တိုက်ဖောက်မဲ့သူတွေတော့မဟုတ်ဘူးမို့လားမဟုတ်ပါဘူးဗျာအေးဖောက်ရင်လည်းမင်းတို့ဒုက္ခရောက်ရမှာဒီဖေကနင်းနေရရမဟုတ်ဘူးကွာကျုပ်တို့သိပါတယ်ဗျာအေးသိတယ်ဆိုရင်လည်းထပ်ပြီးမလုပ်နဲ့တော့ငါတို့ရွာလည်းလက်မခံလို့မင်းတို့ဒီကနေထွက်သွားတော့လူကြီးစကားဆုံးမှာနောက်ကလူအုပ်ကြီးကသူတော်တို့အော်ဟင်မောင်းထုတ်ကြပြီဒီချင်းရအတွက်ဟုတ်တော့ကြလူငယ်ပြီးပြီးရှူရှူရှာရှာထဖြစ်တော့သူတို့ကတားလိုက်ပြီးကောင်းပါပြီဒီကဦးကြီးတို့ကသွားဆိုရင်ကျုပ်တို့ထွက်သွားပေးပါမယ် ်ဆရာသူတော်ဟိုတောက်ကြဝင်ပြောတော့ဘာမှမဖြစ်ပါဘူးတောက်ကြတော့မယ်သူတော်လွဲဤကောက်နေပြီပစ္စည်းချို့သိမ့်ပြီနေရာထွက်ခဲ့တယ်ဟိုတောက်ကြနဲ့တစည်းကြီးကောင်ကနောက်ကနေကန့်လန့်ကန့်လန့်နဲ့လိုက်ပါလာကြတာပေါ့လူအုပ်ကြီးကတော့သူတော်တို့ကိုကြည့်ပြီးဤတွန်းတောက်တီးပြီးကြံခဲ့တော့တယ်သူတော်တို့လည်းမူကျုပ်ပြေကောင်ကထွက်ခဲ့ပြီးကြီးတော်ဆိုတဲ့ရွာကိုဝင်ခဲ့တယ်ရွာလေးကအေးအေးလူလူရှိပြီးသူတော်တို့ခီးသွားပြီးပြင်းလောက်သာတတိပြုမိပြီးဆက်ဆက်ဆူဆူတော့တိတ်မလောက်ကြဘူးသူတော်တို့နဲ့တဲခူရအတွက် ရွာနောက်ချမ်းသုတ်တံကိုလာခဲ့ကြတယ်။သုတ်တံမှာနေရာယူပြီးတော့ဖိုးတောက်ကြ။ဆရာသူတော့ဘာလို့ထွက်လာတာရောမြ။အခြေအတင်မဖြစ်သင့်လို့ပေါ့တောက်ကြရဲ့။ဟာဒီလူကြီးတွေကထင်မြင်လွဲပြီးတော့ပြောနေတာ။ကျုပ်တို့ကပြောပြရင်ရမှာပါ။သူတော့ခေါင်းခါရီ။အเจ้าရှင်တို့အကျိုးဖြစ်တာပါ။ရှင်းပြတော့သူတို့ကလက်ခံမှအဆင်ပြေမှလေ။လွန်ခဲ့တဲ့ကာလတွေတော့ကတိုက်ဖောက်တဲ့အဖြစ်ပြင်မျိုးသူတို့မှကြုံထားဘူးလိမ့်မယ်။ဒါကြောင့်ငါတို့လည်းထင်လွဲပြီးနှင်တာပေါ့။ကဲပါစိတ်မပူပါနဲ့။ ကြခင်သူတို့ကိုယ်တိုင်ငါတို့ကိုလာရှာပါလိမ့်မယ်။ဘုသောကြံလဲစက်မပြောတော့တုတ်တန်စီရမှာပဲသူတို့နေပြကြတယ်။သုံးရကြပြီးတဲ့နောက်မှာတော့သူတို့ပြောသလိုပဲငွေရောရွှေလူတွေအုပ်လိုက်ကြည့်တုတ်တန်ကိုလိုက်လာကြတယ်။ဒီတစ်ခါလိုက်လာမှုမှာတော့အရှင်ရလူမဟုတ်ပဲအားလုံးရဲ့မျက်နှာတွေမှာညှော်လင်းတကြီးဖြစ်နေဟန်တဲ့ပူပန်မှုတွေရှိနေတဲ့အထင်သားရှိနေတယ်။ဆရာလေးတို့ကျုပ်တို့စီကိုပြန်လိုက်ခဲ့ပါဗျာ။ဝူကျုပ်ပြေကုန်းစီမှာတော့ကသူတို့ကိုပြောဆိုနှင်းနှုတ်ခဲ့တဲ့လူကြီးရပဲ။ နူးညွန့်နဲ့တောင်းဆိုတယ်။သူတို့ခေါင်းငိမ့်ပြီးဘာမှထွေထူးမပြောတော့ဘဲအင်းလေလိုက်ဆိုတော့လေလိုက်ခဲ့တာပေါ့။ပြောပြီးငွေရောပြပြန်ခဲ့ကြတယ်။လမ်းကျမှပဲလူကြီးကသူတို့ကြုံရတဲ့ဖြစ်ပျက်ကိုပြောပြတယ်။သူတို့တို့ထွက်သွားပြီးညမှပဲသူတို့ရှောင်းမိုးချိုးပြေကောင်ကနာနာဘဝတွေရောက်လာပြီးတောင်းကျမ်းကြတယ်တဲ့။လူတိုင်းနှီးပါ့ကိုသူတို့တို့ကဖင်ရအောင်ခွင်ခါကြကြမမမဲ့သူတွေဖြစ်ကြောင်းအိမ်မက်ပေးပြီးပြောဆိုကြိမ်းမောင်းတယ်လို့ရွာထဲမှာလည်းလှည့်ပန့်အော်ဟစ်ပြီးတော့တောင်းကျမ်းကြတယ်တဲ့ မနဲ့လင်းတော်ရွာလူတွေနဲ့သူတော်တို့ဆရာတပည့်ကိုနေရာနဲ့လိုက်ရှာတယ်လိုက်ရှာလို့မရတော့နောက်နေ့ညမှာပထမညလိုပဲနာနာဘဝတွေဝင်ရောက်တောင်းချမ်းပြန်နေတဲ့ဒီတခါမှာတော့မနဲ့ပြန်ပါမှအရာပြန်ခေါ်လာမပေးရင်ရွာကိုပြက်တဲ့အထိတောင်းချမ်းမယ်လို့ဆိုတယ်သူသဖြင့်သူတော်တို့ထိတ်ဆုံးကနှင်းထုတ်တဲ့လူကြီးကိုပို့လို့တော့ကျင်းွားတယ်လို့သိရတယ်အဲ့ဒီအတွက်ကြောင့်ပဲငွေရောရာလူတွေကြောက်ဝါလန့်အားနဲ့အမြင်မှန်ရကြပြီသူတော်တို့မရမကလိုက်ရှာရင် ကျေးရောတုတ်တန်းစီမှာရှိချောင်းတိရပြီးရောက်လာပြီးတော့တောင်းပန်တူရှူခုံငင်ကြတော့တယ်။သူတို့ဒီအဖြစ်ပြက်အတွက်ကိုဘလို့နေတယ်မသိဖို့တောက်ကြတော့ဒီအဖြစ်ပြက်အတွက်ဘလို့မဲသဘောကျနေမိတယ်။လန်ခီမှသူတို့နှုတ်ဆက်ရင်လိုက်ပါလာတယ်။ဝေရောရှောင်းကိုရောက်တော့သူတို့ရွာထဲမှာနေရာထိုင်ခင်းစီစဉ်ပေးဖို့လုပ်ကြတယ်။သူတို့လက်မခံဘူး။ငကူနေရာမကြီးပင်စီမှာပဲနေမဲလို့ဆုံးဖြတ်ပြီးရွာကနေပြန်ထွက်လာခဲ့တယ်။ရွာကလူတွေကလိုက်ပို့မယ်လို့တော့သူတို့မပို့ဖို့ပြောခဲ့တယ်။ မကြီးပင်ကိုလျှောက်တော့ညနေဆောင်ပြီသူတို့နဲ့ဖူးတော့ကြနေရထိုင်ခင်းအတွက်ပြန်လဲပြင်ဆင်နေတော့စုညံတန်တွေနဲ့အတူဘူချိုကုန်းစီရန်နန်လောကသားတွေအိုးကြကြရောက်လာကြတယ်ဆရာလေးတို့ပြန်ရောက်လာလို့ကျုပ်တို့ဝမ်းသာတယ်ဗျာမဟုတ်ရင်ကျုပ်တို့မျောလင့်ထားသမျှအကုန်ရေစုံမျောပြီလို့ထင်မိထားကြတာခုတော့ရှင်နေရပူပန်မှုတွေလျှော့သွားပြီဟုတ်တယ်ဆရာလေးဒီလိုထပ်ပြင်မှာကျုပ်တို့စိုးရိမ်ရတယ်ဒါကြောင့်အခုတခါတော့ထပ်မဖြစ်စေတော့ပဲဇေဒီပြီးမြောက်ဖို့အတွက် ကျုပ်တို့နေရောညပါအားဆိုင်တော်မယ်။နန်လောကသားရိစကားကြောင့်သူတော်ကနေရောညပါဆိုတော့ခမရတို့တဆေးကြီးငမိုးနဲ့အစဉ်ပြေပါမလား။သူ့ကိုလည်းစိတ်မပူတော့ဘူးဗျာ။ခုချိန်မှာကျုပ်တို့ကျွတ်လို့ခွင့်မရမှာပဲပူပန်မိတယ်။ကောင်းပါပြီဗျာ။ဒါဖြင့်လေသဘောပါ။နန်လောကသားရိဖြစ်တဲ့တဆေးတွေဇေဒီတဝက်ကလှုပ်ဆောင်စရာရှိတဲ့အရာမှန်သမျှအာချိုးမှန်တန်လှုပ်ဆောင်ကြတယ်။သူတော်တို့လည်းသူတို့နဲ့အတူဝိုင်းကူလှုပ်လိုက်ကြတယ်။ညနေနေဝင်ရီတရောချိန်မှာတဆေးတွေအလုံးလုံးရာနေ ဝရုံတုံးကထဖြစ်တယ်။ဆရာသူတော်ကြီးကဲပေါင်းကျုပ်တို့ငမိုးကြီးကကျိန်နဲ့လိုက်ရိုက်နေတယ်။တစေတကောင်အပြေးရောက်လာပြီးတော့တိုင်တယ်။သူတော်တို့လှမ်းကြည့်တော့တစေတွေချားမှာထွားချိုင်းလာတဲ့တစေကြီးတကောင်ကမဲမဲမြင်ရအောင်ကျိန်လုံးနဲ့အတင်းလိုက်ရိုက်နေအောင်တွေ့ရတယ်။စီးကိုတော့ကြော်သွားခဲ့ပြီပဲ။သူတော်ရှင်ရွတ်ပြီးငမိုးကြီးရှင်ရလှမ်းသွားတယ်။ဖူတောက်ကြံတဲ့တစေကြီးကိုုံလဲနောက်ကကက်လိုက်လာတယ်။မိတ်ဆွေဘာအတွက်ကြောင့်သူများကုသိုလ်ကြီးနှုတ်တာကိုခုလိုနေထိုင်ုံစန့်စီရလဲ။ လေးတမ်းမမှန်နဲ့ပြောလိုက်တဲ့သူတော်ရဲ့စကားအစုံငမူးကလှဲ့ကြည့်တယ်။ညနေချင်းဆိုင်မြင်ရမှငမူးကတော့ရုပ်သွင်းကြမ်းတမ်းပြီးကြောက်စရာကောင်းလာတာမြင်မိတယ်။မင်းတို့ကငါ့ရဲ့အစီအပါးတွေစီးအောင်သွားတယ်ကောင်းတွေပဲ။ငမူးကြီးဒေါသကြီးကြုံသွားပြီမဲ့သူတော်လေးပြေးအေးနဲ့မှားနေပါပြီမိတ်ဆွေ။သူတို့ကမိတ်ဆွေရဲ့အစီအပါးမဟုတ်ပါဘူး။သူတို့ကဒီနေရာနဲ့အဆက်အသွယ်ရှိတဲ့သူတွေပါ။ကျွချင်းလူချင်းလို့သူတို့ဒီမှာကူညီနေတာပါ။ငါမသိဘူးဒီနေရာငါ့အပိုင်ငါ့နေရာ ဒီထဲကိုရောက်လာသူမှန်သမျှငါအတွက်အစီအပါလောက်ရမှာပဲဒါငမိုးရဲ့အမိတ်တန်ကုံအော်လိုက်တဲ့ငမိုးကြီးကြောင့်တစီတွေပြပြဝစ်ကုန်နေသူတို့လည်းဒီအတိုင်းပြောလို့မရမှန်းသိတော့တပြင်းအသာချပြီကောင်းပြီလေဒါဖြင့်လေဒီနေရာမှာဘသူကအရှင်သခင်ဖြစ်ဖို့အရေးချင်းရှိနေဆိုတာသိရအောင်ကျုပ်စီရဟောဒီကိုအုံးနဲ့မိတ်ဆွေကြီးနဲ့ပညာစွမ်းပြိုင်ကြဗျာကောင်းပြီလေပြိုင်တာပေါ့တစီကြီးကိုတုံရင်သွားတယ်ငမိုးကြီးကသူ့ထက်ခွန်အားရာရောကောင်းထဲပါကြီးမားလုံးနေ စစ်စရသူတော့အတန်တုံရင်မီသူတို့လက်ကိုခေါ်တဲ့တစီကိုကြည်လို့ဖုတ်တော့ကြရည်တယ်။ဘာမှမဖြစ်ဘူး။ကြုံရှိရတစီဖြစ်ဖြစ်ပါမလားဆရာသူတော် ဖြစ်ပါတယ်။တွားပါ။တစီကိုလည်းငမိုးနဲ့ရင်ဆိုင်မှုရှိကိုလှမ်းတိုးတယ်။ဒီခန့်မှာပဲငမိုးကြီးကတစီကိုလှမ်းဆွဲလို့တပုံးပုံးနဲ့ကင်ပေါက်တော့တာပဲ။တစီကိုခမဘာမှမတုံ့ပြန်နိုင်ပဲငမိုးပြုသမျှနုနေရတယ်။သူတို့ဘာလို့မလဲလို့ဖုတ်တော့ကြကြည်တော့သူတို့ခက်အေးအေးပဲ။ ဆရာသူတော့တခုခုမလုပ်တော့လားဟိုမှာတစီသေးတော့မေးပြန်အတန်နေတောက်ကြခေါင်းဆောင်ဆိုတာဘနှုဆိုတာမကြခင်အပြေပေါ်ပါလိမ့်မယ်ဖူတောက်ကြငြိမ်သွားတယ်သူတော့ပြောပြီးသိမ့်မကြဘူးတစီကြီးကိုုံဘက်ကနေမခံမရက်နိုင်တဲ့တခြားတစီတွေရငမိုးရွေးဝင်ရောက်လုံးထွေးတော့တယ်တစီကြီးတွေရအရှိရဝင်လုံးတော့နောက်ကတစီငယ်တွေပလာကြတယ်တစီငယ်တွေရဝင်လုံးတော့မင်းစာတွေလည်းပလာကြတယ်အင်းနဲ့အားနဲ့ဆိုတော့ငမိုးကြီးခမရဘလူမအချင်းနေမဟန်တော့ဘူး ဝိုင်းဝန်းထူထောင်တဲ့တန်ကနေဒူးထောင်လို့အရှုံးပေးပါမှငမူကြီးတက်တာရရတော့တယ်ဒီတခါမှာတော့တစီတွေဝမ်းသာအားရကြွေးကြော်တန်တွေညံစီပြီးသူတို့ဘက်ကနေအနာခံပြီးငမူးယူရင်းဆိုင်ပေးတဲ့တစီကြီးကိုအောင်ကိုဝိုင်းမလို့ယောက်ကစားကြတော့တာပေါ့သူတို့နှုတ်ကနေလေတစီကြီးကိုအောင်ကိုသူတို့ခေါင်းဆောင်ဖြစ်တင်မြောက်ချောင်းပြောကြတယ်သူတို့လည်းဖြစ်ဖြစ်ကိုကြည့်ပြီးပြုံးမိပြီးတော့ငမူးကြီးရှင်ကသွားလိုက်တယ်ကဲမိတ်ဆွေ ခေါင်းဆောင်ဆိုတာဘယ်လိုမျိုးလဲအကြီးကဲဆိုတာဘယ်လိုအကြီးချင်းတွေရှိရမလဲဆိုတာမိတ်ဆွေကြီးမျက်မြင်မိကိုရံကနိုင်ထက်စီးနေအကြီးကဲပါဆိုပြီးကြွေးကြော်နေတာထက်အများတင်မြောက်တဲ့အကြီးကဲကပိုမြတ်တက်ပါတယ်အများအဲ့လိုတင်မြောက်ဖို့အတွက်ကိုလည်းအကြီးကဲတယောက်စီမှရှိရမယ်အကြီးမားဆုံးအကြီးချင်းကငယ်သားတို့ရဲ့လိုအပ်မှုကျိုးကုတ်ဖြည့်ဆည်းပေးခြင်းနဲ့ကိုရံကအနစ်နာခံခြင်းပဲဆိုတာဒီလောက်ဆိုမိတ်ဆွေကြီးနားလည်လောက်ပြီးထင်ပါတယ်သူတို့စကားဆုံး ငမိုးကြီးခေါင်းမော်ကြည့်တယ်။ကျုံနားလေပါပြီဆရာ။ကျုပ်ကိုခွင့်လို့ပါ။သူတို့မိတ်ဆွေပြုမှုခဲ့ပူးတာတွေအတွက်တောင်းပန်လိုက်ပါ။သူတို့ကခွင့်လို့ပြီဆိုရင်တော့အရာရာကြည်အေးသွားပါပြီ။ဟုတ်ကဲ့။ကျုပ်ခုပဲတောင်းပန်လိုက်ပါမယ်။ငမိုးကြီးဆရာစကားကြားမိပြီးချိန်မှာသူတော်လည်းသူနေထိုင်နေမကြေးပင်စီပြန်လေထွက်ခွာခဲ့တော့တယ်။ပရိသတ်များရှင်ဒီနေ့ရတင်ဆက်မှုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်